မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ Master 16ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်မှာအကြမ်းဖက်ဆက်တပ်လက်အောက်ခံမွန်ပြည်ငင်းချမ်းရဲ့အဖွဲ့ MMFD ကဗိုလ်မှူးချုပ်နိုင်အိုင်ချန်းနဲ့စစ်ကြောင်းမှုဗိုလ်တောက်တို့ပြစ်ခတ်ခံရပြီးတော့နောက်ဦးစလုံးတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ7ရက်နေ့မနက်၈နာရီခွဲအချိန်ကမှအကြမ်းဖက်ဆက်တပ်လက်အောက်ခံမွန်ပြည်ငင်းချမ်းရဲ့အဖွဲ့ MMFD ကဗိုလ်မှူးချုပ်နိုင်အိုင်ချန်းဟာကော့ကရိတ်မြို့နယ်ပေါ်ကျူးကုန်းရွာကနေကော်ဘင်းရွာကိုကားနဲ့အသွားမှာအမည်မသိတဲ့တနက်သမားများက ဖရာကြီးဇီးပြုံကုန်းရက်ကွက်အနေမှာပြစ်ခတ်တိုက်ခိုက်ခဲ့ရာပွဲချင်းပြီးတိမ်ဆုံးသွားတယ်လို့သိရပါတယ်အလားတူပဲအဲ့ဒီနေ့မနက်9:00နာရီခွဲအချိန်ကမှလည်းကော့တုံရွာလောင်ကစားခွင်အဟောင်းအနေမှာမွန်ပြည်ငင်းကြဲရဲ့အဖွဲ MMFD ကစစ်ကြောမှုဗိုလ်တောက်ကိုအမည်မသိတဲ့တနတ်သမားများကထပ်မံပြစ်ခတ်တိုက်ခိုက်ခဲ့ရာပွဲချင်းပြီးတိမ်ဆုံးခဲ့တယ်လို့သိရပါတယ် ်မွန်ငင်းချန်းကာကွယ်ရေးအဖွဲ့အဖွဲ့ခေါင်းဆောင်ဗိုလ်မှူးချုပ်အဆင့်ရှိတဲ့နိုင်အိုင်ချန်းနဲ့စစ်ကြောင်းမှုဗိုလ်တော်တို့နှစ်ဦးစလုံးတက်နေတဲ့ပြစ်သက်ခံရတာသူတို့နှစ်ဦးစလုံးရဲ့ဦးခေါင်းကိုတနက်ချီထိမှန်ပြီးတော့ပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့ဒေတာတွင်သတင်းရင်းမြစ်ကပြောပြထားပါတယ်။တိတ်ဆုံးသွားတဲ့စစ်တပ်လက်အောက်ခံမွန်ပြည်ငင်းချန်းရဲ့အဖွဲ့ကော့တုံဌာနချုပ်ကဗိုလ်မှူးချုပ်နိုင်အိုင်ချန်းဟာမွန်ပြည်ကြိုင်မြောမြို့နယ်၊ကရင်ပြည်နယ်၊ဖမ်းအမြို့နယ်နဲ့ကော့ဂရိတ်မြို့နယ်တို့မှာမူရဲစေဝါများကိုဖြန့်ဖြူးရောက်ချခြင်းနဲ့လောင်းကစားဝိုင်းများကိုလုတ်ကင်ခွင့်ရရှိထားသူဖြစ်ပြီးတော့စစ်တပ်နဲ့ပူးပေါင်းတာ စစ်ရေးလှုပ်ဆောင်ခြင်းများကိုလမ်းညွှန်ပေးနေသူဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်တော်လိုင်းပူပေါင်းတပ်ဖွဲ့များလှုပ်ရှားနေတယ်လို့ယူဆရတဲ့ကြေးရွာများကိုလည်းလက်နက်ကြီးများနဲ့ပစ်ခတ်ရန်စေခိုင်းညွန်ကြားသူလည်းဖြစ်ပြီးတော့ပြည်သူပိုင်းလေယာဉ်များကိုလည်းအတင်းအဓမ္မတင်စီခြင်းများကိုလှုပ်ဆောင်နေသူဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းချိုးပင်ကောင်းမြို့နယ်မှာအရက်သားဟန်ဆောင်ပြီးတော့ PDF တပ်ဖွဲ့များရဲ့တပ်စခန်းများကိုလိုက်လံစုံစမ်းနေတယ်။အကြမ်းစစ်တပ်ကတပ်ချက်ကြီးဇေယျထက်ကိုပြစ်ခတ်ဖမ်းဆီးတဲ့အချိန်မှာတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ15ရက်နေ့မွန်လွယ်ပိုင်းမှာချိုးပင်ကောင်းမြို့နယ်ဥယျာဉ်ကြီးကျေးရွာအနီးမှာတရားဝတိခန့်တရင်383ရက်တက်ခွဲတဲ့ရိုးမ GBK PDF ကတော်လိုင်းရဲဘော်များကကင်းယူနေတဲ့အချိန်မှာ အရသာပုံစံဟန်ဆောင်ပြီးတော့အမိုက်လိုက်ောက်က PDF တပ်များရဲ့တပ်စခန်းများကိုလိုက်လံစုံစမ်းနေတဲ့အကြမ်းဖက်စစ်တပ်ကတက်ချက်ကြီးအဆင့်ရှိသူဇေယားထက်ကိုတော်လိုင်းရဲဘော်များကဖမ်းဆီးပြီးတော့၎င်းကင်ဆောင်တဲ့ဖုန်းကိုစစ်ဆေးခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးစစ်ဆေးနေတဲ့အချိန်မှာတက်ချက်ကြီးဇေယားထက်ဟာတော်လိုင်းရဲဘော်များကိုခုခံပြီးတော့ထွက်ပြေးသွားတဲ့အတွက်ကြောင့်လိုက်လံပြစ်ခတ်ဖမ်းဆီးတဲ့အချိန်ဥယျင်ကြီးကျေးရွာအနီးမှာရှိတဲ့ဘျူဟာလမ်းမိုင်းမှာတနက်ကြီးစံထိမှန်ပြီးတော့တိတ်ဆုံသွားတယ်လို့သိရပါဗျ။တိတ်ဆုံသွားတဲ့တက်ချက်ကြီးဇေယားထက်ဟာ ဂျိုးမင်ကောင်မျိုးနဲ့အတွင်းမှာရှိတဲ့ပြည်သူများကိုညှဉ်းပန်းနှိပ်စက်ခြင်းနဲ့အတင်းအဓမ္မစက်ကြီးကောက်ခံနေသူဖြစ်ပြီးတော့၎င်းစီကနေပြီးတော့ဖုန်းတစ်လုံးနဲ့ဆိုင်ကယ်တစ်စီးကိုပိတ်ဆီရရှိခဲ့တယ်လို့သိရပါတယ်။ပြည်သူတွေအပေါ်ဒုက္ခအမျိုးမျိုးပေးနေတဲ့အာဏာရှင်လဲမကြခင်မှာအဆုံးတတ်တော့မှာပါအလုံးခဏလေးတိခန့်ပေးကြပါလို့မိဘပြည်သူများကိုပြောကြားခြင်းပါတယ်လို့ပြည်သူကာကွယ်ရေးတပ်မတော်တာယာဝတိခေယတယင်း383တက်တက်ခွဲတဲ့ရောမ GBK PDF ကတက်ခွဲမှုကိုကရင်လေးကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်မိုးကောင်းမြို့နယ်စားမော်ကြီးရွာမှာစစ်ကောင်စီ SNA ပူးပေါင်းတပ်ဖွဲ့နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA PDF ပူးပေါင်းတပ်များတိုက်ပွဲများပြင်းထန်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ14ရက်နေ့ကနေစပြီးတော့တိုက်ပွဲတွေဖြစ်ပွားနေပြီးဒီကနေ့မှာစစ်ကောင်စီတပ်ကလက်နက်ကြီးများနဲ့ဇက်တိုက်ပစ်ခတ်နေတယ်လို့ပြောဆိုထားပါတယ်။ KIA ရဲ့တပ်မဟာကိုတိုက်ရင်44ကဥဆောင်ပြီးတော့ချနေတာ တိုက်ပွဲကပြင်းထန်တယ်စစ်တပ်ကလက်နက်ကြီးတွေအရန်သုံးနေတယ်လို့ဒေသခံတအုပ်ကပြန်လည်ပြောပြထားပါတယ်မိုးကောင်းမြို့ပေါ်မှာတိုက်ပွဲတွေဖြစ်ပွားနိုင်တယ်ဆိုတဲ့သတင်းများကြောင့်ဒေသခံတချို့ဟာတိန်းရှောင်ရန်ပြင်ဆင်မှုများပြုလုပ်နေတယ်လို့သတင်းရရှိပါတယ်မိုးကောင်းကဖြစ်ရင်ပွဲအမြန်ပြတ်နိုင်တယ် သူတို့ဘက်ကမစသေးလို့တိုက်ပွဲမဖြစ်သေးတာလို့မိုးကောင်းမြို့မှာတာဝန်ကျနေတဲ့မိသားတပ်ဖွဲ့ဝင်တဦးကပြန်လည်ပြောပြထားပါရယ်အခုတိုက်ပွဲဖြစ်နေတဲ့စားမော်ချေးရွာအနီးမှာပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလကတိုက်ပွဲအပြင်းထန်ဖြစ်ခဲ့ဘူးတယ်လို့သိရပါရယ် KIA ရဲ့တမဟာကိုတိုက်ရင်44နံမြေအတွင်းမှာစစ်ကောင်စီနဲ့ SNA ပူးပေါင်းအင်အား300ခန့်ပါတယ် စစ်ကြောင်းဝင်ရောက်လာတဲ့အတွက် KI ပူးပေါင်းတပ်ကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။စစ်ကောင်စီနဲ့ SNA ပူးပေါင်းစစ်ကြောင်းတွေအထိကိုက်များစွာနဲ့ပြန်လည်ဆုတ်ခွာသွားရတယ်လို့သိရပါဗျ။ KI ဟာကချင်ပြည်နယ်အတွင်းဗမော်မျိုးသိမ်းတိုက်ပွဲကိုဒီဇင်ဘာလ၄ရက်နေ့ကနေစတင်တိုက်ခိုက်နေပြီးတော့ယနေ့အထိကိုတိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြေသားမြို့မှာစစ်မှုထမ်းရန်ခေါ်ဆောင်ခြင်းခံရတဲ့လူငယ်တအူးဟာ စစ်ကားပေါ်ကနေပြီးတော့ခုံဆင်းပြီးထွက်ပြေးရာစစ်သားများကတွက်နဲ့အသေးပြစ်ခတ်လိုက်တဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်မြေသားကူမဲလမ်းကနေမြေသားမျိုးကိုအဝင်လက်ညှိုးထိုးကြည့်ရမှာမက်ဆာ14ရက်နေ့နေ့လယ်12နာရီလောက်ကအဲ့ဒီဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်ကလေးကကားပေါ်ကနေခုံဆင်းပြီးထွက်ပြေးတာတနက်နဲ့ခေါင်းကိုတဲ့ပြီးတော့ပြစ်တာခေါင်းပွင့်ထွက်သွားတယ်အရန်ကိုကြောက်စရာကောင်းတယ်လို့မျက်မြင်ဒေသခံတအုပ်ကပြန်လည်ပြောပြထားပါတယ်အဲ့ဒီကားဟာမြေသားမျိုးနဲ့တောင်တွင်းရွာရစ်ကန်ရွာရိုးကန်ရွာညောင်ဝင်းရွာတို့က စစ်မှုထမ်းမဲပေါက်တဲ့လူငယ်များကိုစစ်တပ်နှံပုတ်ရန်ခေါ်ဆောင်လာတဲ့ကားလို့သိရပါတယ်။ပြစ်ခတ်ခံရတဲ့လူငယ်ဟာဖလန်တဲ့အင်ကြီးအနေအကွက်ကိုဝစ်ဆင်ထားပြီးတော့အသက်20ခန့်သာရှိသေးတယ်လို့ဒေသခံတို့ကပြောပြထားပါတယ်။၎င်းရဲ့ရုပ်အလောင်းကိုစစ်ကောင်စီကစေယုံကိုပို့ဆောင်ထားကြောင်းသိရပြီးတော့အသေးစိတ်ကိုတော့မသိရသေးဘူးလို့ပြောပါရတယ်။စစ်ကောင်စီနဲ့ဌာနဆိုင်ရာများဟာမြေသားမျိုးကအသက်16နှစ်ကနေ35နှစ်ကြားလူငယ်များကိုပယ်မဲမရှိတဲ့မဲတွေကိုနှိုက်ခိုင်းပြီးတော့စစ်သားဖြစ်နေစူးစောင်းနေခြင်းဖြစ်တယ်လို့သိရပါရတယ်။ရက်ွက်တွေထဲကအမျိုးသားတွေကိုဆင့်ခေါ်တယ် ပယ်မဲမရှိဘူးတစ်ကနေ30အထိအတော့လိုက်တတ်မှတ်ပြီးတော့မဲနိုင်ခိုင်းတာ ပြစ်သမားတွေကတော့အရင်သွားရတာပေါ့အခုဆိုရင်၄သမားအထိကိုခေါ်နေပြီမိမာတွေဆိုရင်မျက်ရည်နဲ့မျက်ခွက်ပဲလို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်လက်ညှိုးထိုးချေးရွာနားမှာပြစ်တက်ခံလိုက်ရတဲ့လူငယ်ကို PDF ဖြစ်နေတဲ့အတွက်ပြစ်ခတ်လိုက်ရခြင်းဖြစ်တယ်လို့မြေသားမျိုးနဲ့ရဲတပ်ဖွဲ့ကသတင်းလွှင့်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းရေစကြိုမြို့နယ်မြေတော်ရွာကိုအကြမ်းဖက်ဆက်တက်ကနှစ်ရက်ဆက်တိုင်မိရှုဖျက်ဆီးနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ14ရက်နေ့ကစတင်ပြီးတော့မြေတော်ရွာကိုဝင်ရောက်စီးနင်းနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာကြေးရွာဖုံးကြီးကျောင်းအပါအဝင်နေအိမ်များကိုမိရှုဖျက်ဆီးနေတယ်လို့သိရပါတယ်။မတ်လ15ရက်နေ့မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကမနက်၈နာရီခွဲကနေစတင်ပြီးတော့နေအိမ်များကိုထပ်မံပြီးတော့မိရှုဖျက်ဆီးနေခြင်းဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်ဆက်တက်ကမြေတော်ရွာကိုနှစ်ရက်ဆက်တိုင်မိရှုဖျက်ဆီးနေခြင်းကြောင့်ကြေးရွာအတွင်းမှာရှိတဲ့နေအိမ်အများအပြား မီးလောင်ဆုံးရှုံးကနေအိမ်ဘလောက်ပျက်စီးသွားတယ်ဆိုတာကိုတော့အတိပြုနိုင်ချက်မရှိသေးဘူးလို့ပြောပါရတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာရေစကြိုမြို့နယ်တာကောင်ရွာမှကြေးရွာမှအရက်သားပြည်သူ6ဦးနဲ့ ်ရေစုံတော်ရွာမှာအယက်သားပြည်သူ၁၁ဦးတို့ကိုတပ်ဖြတ်ခဲ့တဲ့စစ်ကြောင်းဖြစ်တယ်လို့သိရပါဗျ။ဒါအပြင်မန္တလေးတိုင်းတောင်သာမြို့နယ်မှာလည်းအကြမ်းမဆက်တကစစ်တပ်၄ထီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းတောင်သာမြို့နယ်လူလူလှုပ်ရှားမှုကော်မတီကပြောဆိုထားပါဗျ။မတ်လ၁၄ရက်နေ့မနက်09:53မိနစ်ခန့်မှာအကြမ်းမဆက်တကတောင်သာမြို့နယ်မှာရှိတဲ့ရုံးစီကြီးရွာနဲ့ပန်းမောင်းရွာကြားကိုစစ်တပ်၄ထီးနဲ့ဘုံဒီကိုလုံးကျဲချတိုက်ခိုက်ခဲ့ပြီးတော့ဆက်လက်များနဲ့လည်းပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းမဆက်တရဲ့၄ကြောင်းတိုက်ခိုက်မှုအတွင်းမှာ ပြည်သူများထိခိုက်မှုရှိမရှိကိုတော့အတိမပြုတ်နိုင်သေးဘူးလို့တောင်သာမြို့နယ်လူလူလှုပ်ရှားမှုကော်မတီကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းအတွင်းမှာရှိတဲ့မြို့နယ်များမှာလူငယ်များရဲ့မိဘများကိုရုံးကိုခေါ်ယူပြီးတော့စစ်မှုထမ်းမဲများနိုင်ခိုင်းကမဲပေါက်တဲ့လူငယ်များကိုစစ်မှုထမ်းခေါ်ယူနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းပြည်ကြီးတကွန်မြို့နယ်မှာမက်စလာ12ရက်နေ့က၎င်း၊မြစ်သားမြို့နယ်မှာမက်စလာ14ရက်နေ့နဲ့15ရက်နေ့တွင်မှာ၎င်း၊ကြောက်စဲမြို့နယ်မှာမက်စလာ14ရက်နေ့မှာ၎င်းလူငယ်များရဲ့မိဘများကိုခြေရွာနဲ့ရက်ွက်ရုံးများကိုခေါ်ယူပြီးတော့ စစ်မှုထမ်းမဲများနိုင်ခိုင်းနေတယ်လို့သိရပါတယ်မဲပေါက်ရင်အဲ့ဒီမဲပေါက်တဲ့လူငယ်များကိုစစ်ထဲကိုဆေလွတ်ပါမယ်ဆိုပြီးတော့မိဘကချက်ချင်းဝန်ခံဂရိလက်မှတ်ရေးထိုးပြီးလူငယ်များကိုစစ်ထဲဝင်ရန်အပြင်ပြင်ဆင်ခိုင်းနေတယ်လို့သိရပါတယ်ကြောက်စင်မျိုးနဲ့တကြီးတန်းရက်ကွာမှာစစ်မှုထမ်းမဲနိုင်ဖို့အတွက်စာရွက်တွေလာဝေပြီးတော့ဒီနေ့မှာမဲနိုင်ခိုင်းတယ်တကြီးတန်းအုပ်ချုပ်ရေးမှုဘုံလုံးငတေကြီးကတော့မဲဘုံကြီးကိုကင်ပြီးတော့မိဘတွေကိုနိုင်ခိုင်းတယ် မဲပေါရင်မိဘကတခါတည်းကိုယ့်ရဲ့သားကိုစစ်မှုထမ်းတဲ့ကိုဆေလွတ်ပါမယ်ဆိုတဲ့ဝန်ခံကလေးလက်မှတ်ထိုးရတယ်လို့ဒေသခံပြည်သူတို့ကပြန်လည်ပြောပြထားပါတယ်စစ်မှုထမ်းမဲများနိုင်ခိုင်းရမှာအများပြည်သူအလုံးရဲ့အရှိမနိုင်ခိုင်းခြင်းဖြစ်ပြီးတော့စစ်မှုထမ်းခေါ်ယူတဲ့ပုံစံပြောင်းလဲတဲ့ပုံစံအယောင်ပြပြီးတော့လှုပ်ဆောင်နေတယ်လို့ပြည်သူများကပြောပါတယ် မြေသားမှာမနေ့ကမဲနိုင်ခိုင်းတယ်တချို့ရွာတွေမှာတော့မဲနိုင်ပြီးရွေးတယ်ရွာတော်တော်များများကတော့အိမ်အထည်ကိုလာပြီးတော့စစ်သားနဲ့အုပ်ကြီးတွေကလိုက်ဖမ်းပြီးစစ်ထဲကိုတန်းထည့်တာပြေးလည်းမလွတ်ဘူးမပြေးနဲ့ဆိုပြီးတော့အုပ်ကြီးတွေကနေညာမရွေးဝင်ဖမ်းနေတာလို့မြေသားမျိုးပေါ်ကစစ်မှုထမ်းခေါ်ဆောင်ခြင်းခံရတဲ့လူငယ်တအူးရဲ့မိခင်ကပြန်လည်ပြောပြထားပါတယ်မြေသားမျိုးကဒေသခံပြည်သူတအူးကတော့ရစ်ကန်ရွာရိုးကန်ရွာတောင်းတွင်းရွာညောင်ဝင်းရွာတွေမှာလူငယ်တွေမဲနိုင်ရမယ်ဆိုလို့ ရွာပြင်တောတွေထဲမှာလူငယ်တွေထွက်ပြေးနေရပါတယ်လူငယ်တွေမရှိတော့ခြေဝါအုပ်ချုပ်ရေးမှုတွေကသူတို့ကိုယ်တိုင်ပဲမဲတွေနှိုက်ပြီးတော့စည်ရင်းတွေယူသွားကြတယ်လို့သတင်းပေးဖို့ပြောကြားထားပါတယ်အကြမ်းဖက်စစ်ကောင်စီကအခုနောက်ပိုင်းမှာလူငယ်များကိုစစ်မှုထမ်းစည်ရင်းမှတ်ပုံတင်ခိုင်းရမှာလူငယ်များထွက်ပြေးပါကမိဘများကိုအရေးယူမယ်ဆိုတဲ့ဝေခန့်ဂရိများကိုပါတဘာတဲ့လက်မှတ်ရေးထိုးခိုင်းနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revenue Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ